အစိုးရတယောက်ကမတင့်တော်ရင်ပြုံမှုနဲ့ပြုံမှုနေတာကိုငြင်းခံနေတာကြောင့်ဝေဖန်ခံနေရတဲ့ယုံယုံပြိသက်များရှင်ယုံယုံကကလေးတယောက်စံပေါ်မှာစစ်စရာကောင်းတဲ့အပြုံးချွတ်ချွတ်နဲ့ဖြူစင်တဲ့ပြုံမှုတွေကြောင့်လူချင်းလူခင်ပေါများသူပါကလေးတယောက်ဆောင်နေတဲ့မှာဆိုရင်ယုံယုံကအောင်မြင်ဆုံးလို့တောင်ပြောလို့ရပါတယ်ဒါပေမဲ့အွှေရောက်လာတဲ့အချိန်မှာယုံယုံရဲ့နေထိုင်မှုပုံစံတချို့ကြောင့်ဝေဖန်ခံရတာတွေကများလာပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ဗီဒီယိုတစ်ပုဒ်ကြောင့်ယုံယုံကလူပြောများနေပြန်ခဲ့ပြန်တာပါယုံယုံကအခု နောက်ပိုင်းမှာဆိုရင်ဇလန်တွဲရီနဲ့ရုပ်ရှင်ဇာကာရီမှာပါဝင်သရုပ်ဆောင်တာမျိုးသိမ့်မရှိပါဘူး။တချင်အတွက် MTVV ကသာသရုပ်ဆောင်ပေးနေတာပါ။ဒါပြင်နာမည်ကြီးနိုင်ငံကျော်အဆိုတော်ရီရဲ့တချင်တွေမဟုတ်ဘဲနေဘက်ကအဆိုတော်ရီတစ်တော်မှာပေါက်တဲ့အဆိုတော်ရီနဲ့တချင်တွေကသာအများဆုံးလက်ခံရှိုက်ကူပေးနေတာဖြစ်ပါတယ်။အဆိုတော်တယောက်ရဲ့တချင်မှာသရုပ်ဆောင်ပေးနေရင်းနဲ့မတင်တော်တဲ့အပြုမှုနဲ့စားနောက်တာကိုရွံ့ရွံ့ကခံခဲ့ရပါတယ်။တချင်ကတော်တလိသဘာဝပုံစံအတိုင်းရှိုက်ကူထားတာပါ။တော်သူမလေးကိုကောင်းလေးကပုံပန်းတဲ့ပုံစံမျိုးနဲ့တရုပ် ံဆောင်ကြတာပါအဲ့ဒီတခြင်းကိုတရုံဆောင်နေတော့ရှိုက်ကွင်းနောက်ကွယ်မှာဗီဒီယိုတစ်ခုကပြန့်နှံ့လာပါတယ်ရွန်းရွန်းကတခြင်းရိုက်ကူဖို့ခန်းစားချက်တွေကိုစိတ်ထဲမှာအပြည့်ဝထည့်နေခဲ့ပါတယ်အခုလိုစူးစမ်းနေတဲ့ချိန်မှာပဲတစ်ဖက်ကအဆိုတော်ကသူမဘီနာမှာရက်ကမတင်တော်တဲ့အပြုမှုကိုလုပ်နေခဲ့တာပါအဲ့ဒါကတော့ရွန်းရွန်းရဲ့ရှင်ဘန်နာကိုအဝေးကနေလက်နဲ့ရွှေပင်းကိုင်းတရားပုံစံမျိုးနဲ့စာနာနေတာပါ တကင်ကိုင်းနာမျိုးမဟုတ်ပဲဘေးကနေလက်နဲ့ရွှဲကစားနောက်နေကြတာပါအခုလိုစားနောက်တာကိုရွံ့ရွံ့ကမြင်ပါတယ်ဒါပေမဲ့ရွံ့ရွံ့ကမကြိုက်တဲ့ဟန်ပန်လည်းမပြပဲမတိကျအောင်သာဆောင်နေလိုက်တာပါမတိတလို့နေပြီးတချင်းကိုဆက်လက်ရှိုက်ကူးနေတာပါရွံ့ရွံ့ဘက်ကမကြိုက်တဲ့ပုံစံကိုမပြတဲ့အတွက်တစ်ဖက်ကအဆူတော်ကလည်းစိတ်ထဲမှာအာနာစိတ်တောင်ဖြစ်မနေပါဘူး ရှင်ယုံကအခုလိုစီးမရှိရဆိုတော်ရီရဲ့တခြင်းဒီမှာပါဝင်တရုတ်ဆောင်နေကြတဲ့အတွက်ပြည်သက်တွေကအံ့ဩနေကြတာပါရှင်ယုံရဲ့အနေထားနဲ့ဆိုရင်အခုလိုနေဘက်ကမပေါက်ရောက်သေးတဲ့အဆိုတော်ရီရဲ့တခြင်းမှာပါဝင်တရုတ်ဆောင်ရမယ့်အနေထားမျိုးလည်းမဟုတ်ပါဘူးအကယ်ဒမီဆုရှင်လည်းဖြစ်သလိုကလေးဘွားမှလည်းအောင်မြင်မှုအကြီးမားရထားသူဖြစ်တာကြောင့်ဒါကြောင့်မလို့ရှင်ယုံကမခွဲခြားမဆင်ရှင်တတ်ဘူးဆိုပြီးလူများကပြစ်တင်ရှုံချလာတာဖြစ်ပါတယ်အောင်မြင်ပြီးသားပုံရိပ်တွေကိုမထိန်တတ်ဘူးဆိုပြီးလည်းအပြစ်တင်နေတာပါအမှုပညာလောကမှာကိုယ့်ရဲ့အောင်မြင်မှုပုံစံပုံရိပ်ကို ထိမ့်သိမ့်တက်မှသာတန်းတစ်ခုမှနေနိုင်တာပါတချို့ထိတ်တန်းမင်းသားမင်းသမီးတချို့ဆိုရင်ရောင်းရှိနေတဲ့ထိတ်တန်းမင်းသမီးနေရာကိုမထိမ့်သိမ့်နိုင်ပဲငွေနောက်လိုက်ခဲ့တဲ့အတွက်ဒုတိယမင်းသမီးလိုလိုဇက်ဖို့လိုလိုအသွင်းခံလိုက်ရတာမျိုးလည်းရှိပါတယ်ပရိသတ်ကြီးရောရွရွကအကယ်ဒမီမင်းသင်းဆိုတဲ့ကောင်ကိုမထိမ့်နိုင်ဘူးလို့ထင်လားဆိုတာအမြင်လေးကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်တလောဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ 别忘了谁。